အားလုံးမင်္ဂလာပါ K2Media နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဘက်ရှိုးရမှာရှိတဲ့ကားလေးတွေနဲ့မိတ်ဆက်ပေးပါမယ်လောလောဆယ်ဓာတ်ကြနေတဲ့ကားလေးမှာဟုန်းချီ87တော်တော်စီးလို့ကောင်းတယ်ပြီးတော့လို့ရှိရင်ဒါတော့ကျွန်တော်လူငယ်ကြိုက် Kia K5 နောက်27 model လေးဖြစ်ပါတယ်ဒီကားလေးကတော့2006ဝါဖြစ်ပါတယ်အဲဒီကောင်လေးကတော့ Honda Accent Diamond Share နောက်27 model ဖြစ်ပါတယ်ဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့3006ဝါအထိဖြစ်ပါတယ် ီကောင်လေးကတော့ MG ထဲမှာမှ MG ZST လေးဖြစ်သွားမယ်။မော်ဒယ်က2021မော်ဒယ် 3S နဲ့အနီရောင်လေးပေါ့နော်။ ZST ဖြစ်သွားတဲ့အကြောင်းမို့လို့ကားက Sona ပတ်လည်ပါမယ်။360ပါမယ်။ ZST လေးနဲ့ရှင်းလိုက်သလိုရှိရင်ဒီကောင်လေးကအကောင်ပို့ပြီးတော့ကြီးရယ်။စီးရတာပို့ပြီးတော့ညင်ညင်ကြောင်ကြောင်လေးဖြစ်တယ်ပေါ့နော်။ဒီကောင်လေးကတော့ MG ZST လေးက2021မော်ဒယ်ဈေးနှုန်းလေးကတော့3500နဲ့ 80ဖြစ်ပါတယ်။အဲ showroom မှာ MG က3စီးရှိပါတယ်။ MG Yoyo ZS ရယ် MG ZST ရယ် MG XS ဆိုပြီးရှိပါတယ်။ MG XS ဖြူရောင် R run လေးကတော့မန္တလေးလိုင်စင်လေးပေါ့နော်။အဲကားလေးကတော့3950ဖြစ်ပါတယ်။ MG XS ကတော့သူနဲ့ကားဆိုင်ကနေဟန်းကလာဟိုကောင်လေးကနည်းနည်းလေးပို့ပြီးတော့ကြီးရယ်။ပို့ပြီးတော့စီးလို့ကောင်းတယ်။ပို့ပြီးတော့လက်စီဖြစ်သွားတယ်။အဲ့ဒါတော့အဲ MG XS ဖြူရောင်လေးဖြစ်ပါတယ်။ပြီးွားလို့ရှိရင် Toyota Wish တူတာဝစ်နောက်17 model လေးဖြစ်ပါတယ်ဒီကောင်လေးက1450ဖြစ်ပါတယ်တူတာဝစ်ကတော့ခွန်သုံးနန်းပေါ့ခွန်သုံးနန်းကားထဲမှာကျွန်တော်တို့မြန်မာလူမျိုးတွေအကြိုက်တော်တော်လေးကြိုက်ကြတဲ့ Mitsubishi Expander ရဲ့ Toyota Rush ရဲ့ကျိုးတော်မှာနှစ်စီးရှိပါသေးတယ်ဒီ Mitsubishi Expander ကနောက်19 model R ရန်လေးအဖြူရောင်ဖြစ်ပါတယ် Mandalay license မှာဒီကားလေးကတော့3150ဖြစ်ပါတယ်ဒါတော့ Toyota Rush 2018 model ကျူတန်းလေးပါ။ရောင်လေးကတော့ခဲရောင်လေးဖြစ်ပါတယ်။ ။ဒီကောင်လေးရဲ့တန်ဖိုးကတော့3100ဖြစ်ပါတယ်။ဒီကောင်လေးကတော့2020မော်ဒယ် MGZS လေးပဲဖြစ်ပါတယ်။ဇင်းလုံးလေးကတော့1450ဖြစ်ပါတယ်။အဲပြီးွားလို့ရှိရင် Jetor 895ထဲမှာခုံ3နန်း 3S နောက်20နှစ်လိုင်းစင်အဖြူရောင်လေးတစ်စီးရှိပါသေးတယ်။အကားလေးရဲ့ဈေးနှုန်းကတော့1820ဖြစ်ပါတယ်။ ဒီကောင်လေးကတော့ကျွန်တော်အစ်စံပြပလက်လေးရောင်းထွက်သွားပါပြီ။အာဒီကောင်လေးကတော့ကျွန်တော်တို့စီကနေဝယ်ယူသွားတဲ့ဟုံးကြီး8ဆက်7 brand လက်အမျိုးသားဖြစ်ပါတယ်။အကားလေးကိုလောလောဆယ်လာပြီးတော့အယောင်းပြတင်လာပါတယ်။ဒီကားလေးက 2D နံပါတ်အလှလေးဝယ်သွားတာပါ။ 2D နံပါတ်အလှလေးနဲ့အဲကီလိုကလည်းနည်းသေးတယ်ဗျာ။ကီလိုနည်းနည်းလေးထောင်ကနေအောင်မှနည်းနည်းလေးပဲရှိသေးတယ်။ဒီကားလေးကိုတိန်း3တောင်အပီးစီးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။အကယ်၍ကစတမာကဒီနံပါတ်ကိုမယူဘဲနဲ့ရောက်ရှိနံပါတ်နဲ့ပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်။ အမီပေါင်းနဲ့ရအောင်မှာဖြစ်ပါတယ်ဝင်ငွေကွန်အားလုံးအပြီးကြီးကို3000နဲ့ရမှာဖြစ်ပါတယ်ဟုတ်ကြီ H7 နဲ့ကဒီ comfort လေးအကုန်လုံးကတော့တော်တော်များများတော့ရောင်းလို့စိုးအောင်သွားပါပြီအားလုံးရောင်းထွက်သွားပါပြီဒီစင်းစီလိုချင်သေးတယ်ဆိုလို့ရှိရင်တော့ထက်ပြီးတော့မာယူပေးလို့ရပါသေးတယ်လောလောဆယ်ဟုတ်ကြီ H7 comfort ရဲ့တန်ဖိုးကတော့2950အပေါင်းဝင်ငွေကွန်ဖြစ်ပါတယ်အဲ့ထဲမှာမှကျွန်တော်တို့ဒီ ဝယ်ယူထားတဲ့စစ်တီနှစ်လေးလုံးဆိုတဲ့နံပါတ်အလှလေးနဲ့တကြီးတော့ရှိပါသေးတယ်ဒီစစ်တီနှစ်လေးလုံးနံပါတ်အလှပါအပါကားကိုဝယ်မယ်ဆိုလို့ရှိရင်တော့အာဝင်ငွေကအပီးစီ2950ဖြစ်ပါတယ်ချို့တော့မှာကားဝယ်ယူတဲ့နေရာမှာငွေစင်နဲ့ဝယ်မယ်ဆိုလို့ရှိရင်ငွေသားပဲပေးမလားဒါမှမဟုတ်လို့ရှိရင် MM Jewel နဲ့ပဲပေးမလား Banking နဲ့ပဲပေးမလား Banking ဆိုလို့ရှိရင်လည်းကြိုက်တဲ့ Banking နဲ့ပေးလို့ရပါတယ်ကက်စတောင်းဝယ်တာမဟုတ်ဘဲနဲ့အရေးကြောက်ဝယ်မယ်ဆိုလို့ရှိရင်လည်း Brand new ကားတွေကို30ရာခိုင်နှုန်းတွင်းပြီးတော့ 9နှစ်ရကြထိဝယ်လို့ရပါတယ်။ကျောင်းဒီနံပါတ်ထွက်ပြီးသား use card တွေကတော့90ရာခိုင်နှုန်း down payment တွင်းပြီးတော့ကျွန်တော်တို့3နှစ်ထိရကြဝယ်လို့ရမှာဖြစ်ပါတယ်။ showroom မှာကားကိုလာဝယ်တာပဲဖြစ်ဖြစ်လာရောင်းတာပဲဖြစ်ဖြစ်လက်ရှိစီးနေတဲ့ကားနဲ့အလဲထက်လောက်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။အာရှိုးရုံးကနေဦးစားပေးဝယ်ယူနေတဲ့ကားတွေတော့ကျွန်တော်တို့ K2money auto page မှာပင်ထောက်ပြီးတော့တင်လာပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ရှိုးရုံးလိပ်စာကတော့မတ်တဆေပီတာလန်နဲ့ဆေးရုံလန်တောင်ဖြစ်ပါတယ်တတ်တာ